TV မြန်မာပရိသတ်ကြီးအားလုံးမိင်္ဂလာပါရှင်။တချိန်ကရုပ်ရှင်စီစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်မှာတော့ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် TV မြန်မာရဲ့တချိန်ကရုပ်ရှင်အစီအစဉ်ကနေပြီးတော့ကျမမမင်းမသားဆိုတဲ့ဇာတ်ကားကြီးအကြောင်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတော့လေရှင်။ကျမမမင်းမသားဆိုတဲ့ဇာတ်ကားကြီးကို1990ခုနှစ်တုန်းကရိုက်ကူးထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ တီကျမမာမီမသားဆိုတဲ့ဇာတ်ကြီးကိုတော့စာရေးဆရာဒရိုက်တာဥတုခကိုတိုင်းစညွန်းရေးသားစီစဉ်ရိုက်ကူးခဲ့တာပဲဖြစ်ပါတော့တယ်ဒီဇာတ်ကြီးကတော့တကယ်ကိုမှအောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကြီးတကားလို့ဆိုနိုင်ပါတယ်ကျမမာမီမသားဆိုတာကတော့ တချင်ကလူကြိုက်အရမ်းများခဲ့တဲ့မြမရုပ်ရှင်အဖြူမဲဇာတ်ကြီးတကားပဲဖြစ်ပါတော့တယ်တီယိုဆောင်များအဖြစ်ဒေါ်တင်တင်တွင်ဒေါ်ဒီစီကျော်ဝင်း ဦးစိုးနိုင်ဦးသိမ်းမောင်တို့ကကျမမမိမသားဆိုတဲ့ဇကားကြီးထဲမှာအဓိကတယောက်ဆောင်များအဖြစ် ပါဝင်တယောက်ဆောင်ထားကြပါတယ်။ဒါအပြင်ဒေါ်အေးကြီးဒေါ်ထေးကြီးဦးကျော်လီဆွေတို့နဲ့အတူ တခြားဇပ်ပိုဇယံခေါင်းများကလည်းပါဝင်အဖြစ်တယောက်ဆောင်ထားကြပါသေးတယ်။ဒီဇကားကြီးထဲမှာတော့မြမအမျိုးသမီးတွေတစ်ဖက်သက်ဆံပြီးအယူသီးလွန်းနဲ့ပါဝင်ကျမမှန်ရာကိုမှန်ချောင်းပြန်မပြောနိုင်ပေ တိမ်ငယ်စွာနေရပုံကိုဒရိုက်တာဥတုခကအမျိုးသမီးတွေဘက်ကနေပြီးတော့ခန်းစားပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားကြီးတကားပဲဖြစ်ပါတော့တယ်။ဒါအပြင်ဒီဇာတ်ကားထဲမှာတော့အရင်ခေတ်ကအမှုပညာတဲ့အမျိုးသမီးများအပေါ်အထင်သေးကြပြီးတော့နှိမ်ချဆက်ဆံတက်ကြတဲ့လူတွေရဲ့အကြောင်းကိုဦးစိုးနိုင်ဒေါ်ဒီစီကျော်ဝင်းနဲ့ဒေါ်တင်တင်တို့ကပေါင်းဝင်အားဖြစ်ထားပြီးတော့အိမ်တော်တွေဖြစ်နေပါသည် အရှက်ကိုအသက်နဲ့နေပြီးကာကွယ်သွားတဲ့မြမအမျိုးသမီးတယောက်ရဲ့ဂုံတိတ်ခါကို ကျမမမင်းမသားဆိုတဲ့ဇာတ်ကြီးမှာ အသေးစိတ်ရိုက်ကူးတင်ဆက်ပြသနိုင်ခဲ့တာပဲဖြစ်ပါတော့တယ်။ဒါကြောင့်လဲကျမမမင်းမသားဆိုတဲ့ဇာတ်ကြီးဟာအကယ်မီစုများစွာကိုလည်းစုခူးနိုင်ခဲ့ပါသေးတယ်။ ကျမမမင်းမသားဆိုတဲ့ဇကားကြီးနဲ့အတူဒရိုက်တာဥတုခနဲ့မင်းသမီးဒေါ်တင်တင်နှဲတို့ကအကမီစုတွေကို ထိုက်ထိုက်တန်တန်ကိုရရှိခဲ့တာပဲဖြစ်ပါတော့တယ်။ဇဝင်တီးတွေကိုတော့ဆရာအလင်ကကြောစွာရွှေပြည်အင်းနဲ့မုံရွာဦးလီခန့်တို့ကရေးသားပေးထားပြီးတော့နိုင်ငံကျော်တီးတန်ရှင်ဒေါ်အီဝမ်တင်တင်လာကနောက်ခံတီးဆိုပေးထားပါတော့တယ်။ဂီတဓမ္မနဲ့ဘဝစုံလင်စွာတင်ဆက်ထားတဲ့ ပညာပေးဇလန်းကြီးကိုတော့ Living မြန်မာပြည်သက်ကြီးနဲ့ကြီးစုခံစားနိုင်စီရန်ကျမမမင်းမသားဆိုတဲ့အနှစ်သာရရှိလာတဲ့ဇကားကြီးအကြောင်းကိုတချိန်ကရုပ်ရှင်စီစဉ်လေးကနေပြီးတော့ပြန်လဲမျှဝေပေးလိုက်ရခြင်းပဲဖြစ်ပါတော့လေရှင်။